ားလုံးဒုလေးသားပါတယ်ဒီကတော့ကျွန်တော်တို့လက်ရှိမကြာခင်ခုနကဘုံမြင့်တော်ပြောသွားသလိုပဲမကြာခင်ကျွန်တော်တို့အတိအမှမပြုတဲ့အစိုးရတစ်ခုကိုတွတ်တော်ခေါ်ဖို့အတွက်ကိုဗမာပြည်မှာရှိတဲ့ရှေ့အစိုးရကအခုဖန်တီးနေပြီဖန်တီးနေတာကိုကျွန်တော်တို့လက်ရှိဒီမှာဂျပန်နိုင်ငံအစိုးရအနေနဲ့အတိအမှမပြုဖို့နဲ့စီးပွားရေးလုပ်ငန်းတွေဝင်ရောက်လုပ်ကြိုင်မဲ့အခြေအနေမှာ ကျွန်တော်တို့ဒီလုပ်ငန်းတွေကို ဝင်ရောက်မလုပ်ကင်ဖို့အတွက်ကျွန်တော်တို့အဓိကလာရောက်တားဆီးဆန္ဒပြတဲ့သဘောပဲဖြစ်ပါတယ်တောင်းဆိုကြတာပါနောက်တစ်ခုကနာမည်30ရင်းနေဟာကျွန်တော်တို့အရင်အရင်ဒီပိုင်းရင်းနေ့အနေနဲ့ကျွန်တော်တို့ကျင်းပခဲ့ပေမဲ့ကျွန်တော်တို့တောင်းစားစုကြည်နဲ့ဆီဆိုရတွဲဆောင်ဆွေးနွေးဖို့အဓိကထားတဲ့တွဲဆောင်ဆွေးနွေးရေးပေါ်ပေါက်ဖို့အတွက်ကျွန်တော်တို့ခေါင်းစဉ်ပြောင်းပြီးတော့ လုပ်ထားတာဖြစ်ပါတယ်အဲဒီအတွက်အားလုံးလာရောက်ပူးပေါင်းဖို့ ਨੇ 31ရက်နေ့ဟာကျွန်တော်တို့တန်ဟုံးရှိမှာအင်မတန်အရေးကြီးတဲ့နေ့ဖြစ်ပါတယ်ဒီကျွန်တော်တို့တို့ရဲ့ဟဲ့လားလို့တော်ခေါ်မဲ့နေ့ဖြစ်တယ်အဲဒီနေ့မှာကျွန်တော်တို့ဆန္ဒပြကြမယ်အားလုံးပူးပေါင်းပါဝင်ကြဖို့အထူးပဲမြစ်တာရက်ခံပါတယ်အားလုံးကြည်သာလေးစားပါခင်ဗျာ